မင်္ဂလာပါစန်းစေးနာမည်ကတော့စိန်စန်းစေးပါစန်းစေးစိန်လို့လည်းလွယ်လွယ်ကူကူခေါ်လို့ရပါတယ်စန်းစေးကဂျပန်စာလေးလာချင်တဲ့သူတွေအတွက်အခြေခံကနေစပြီးတော့စနစ်တကျတင် जा ပြသပေးသွားမှာဖြစ်ပါတယ်အဲ့တော့စန်းစေးတို့ပထမဆုံးဂျပန်စာရင်းနှီးတွေကိုလေ့လာကြည့်ရအောင်ဂျပန်စာရင်းနှီးက၄နှီးရှိတယ်ပေါ့နော်ပထမဆုံးကရိုမာဂျီဟီရာဂါနာကာတာကာနာ ခန်းကြီးဆိုပြီးတော့ရေနီလေးနီရှိတယ်ပေါ့အဲ့ပထမဆုံးတစ်ခုကတော့ရူမာကြီးပေါ့ရူမာကြီးဆိုတာကဘယ်လိုပုံစံလေးလဲတကြည့်ရအောင်ရူမာကြီးဆိုတာကအခုဒီမှာမြင်နေရတဲ့အတိုင် အင်္ဂလိပ်စလုံးတွေနဲ့ရေးထားပြီးတော့မှဂျပန်အတန်ထွက်ပြရတယ်ပေါ့နော်အင်္ဂလိပ်စာမှာဆိုလို့ရှိရင် vowel သရ၅လုံးရှိတယ်လို့မျိုးပဲဒီမှာလည်းဒီသရ၅လုံးကိုအခြေခံထားတယ်ပေါ့အဲ့ပထမဆုံးလိုင်းလေးကိုစာတကြည့်ရအောင် အေလေးပေါ့နော်အေလေးကိုဒီမှာအနည်းဆက်ဆုံးမြန်မာအတန်နဲ့ထွက်မယ်ဆိုလို့ရှိရင်အပြီးရင်အိုင်လေးဆိုလို့ရှိရင်ဣပြီးရင်ယူဆိုရင်ဥဤဆိုလို့ရှိရင်အဲနောက်ဆုံးအလုံးလေးရကြတော့အိုလို့ထွက်တယ်ပေါ့နော်အဲ့တော့အဤဥအေအိုပြီးရင်အလိုင်းလေးကိုအရှိမခေလေးတွေပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကလိုင်းလေးဖြစ်သွားပြီးတော့မှကာ ကီကူကဲကိုတခါတရံဒီကလိုင်းကိုကသံနဲ့မဟုတ်ပဲနဲ့ခသံနဲ့လည်းထွက်လို့ရတယ်ပေါ့နော်အဲ့တော့ခခိခုခဲခိုခုနကစကလုံး၅လုံးကိုပဲအရှိလီမှာခေလေးတွေထည့်ပေးလိုက်တယ်ပေါ့ပြီးရင်ကလိုင်းပြီးသွားပြီဆိုရင်နောက်ထပ်တစ်လိုင်းကစလိုင်းပေါ့နော်အဲ့တော့ s လေးတွေပေါင်းထည့်မယ် s နဲ့ a နဲ့ပေါင်းလိုက်တော့စ ပြီးရင်နောက်တစ်လုံးက SI 6ဆိုပြီးတော့မလာဘဲနဲ့ SHI 6 sa shi su se so ဒါဆိုရင်ဒီမှာထူးခြားတဲ့စကားလုံးတစ်လုံးတွေ့ပြီး shi ပေါ့ပြီးရင်နောက်ထပ်တစ်လိုင်းနောက်ထပ်တစ်လိုင်းလေးကကြတော့တလိုင်းလေးပေါ့เนาะအဲ့တော့ t နဲ့ပေါင်းပေးရမယ်တပြီးရင်သူလဲခုနကလိုမျိုးပဲ ti t မလာဘဲနဲ့ chi chi ဆိုပြီးတော့လာတယ်ပေါ့เนาะအဲ့တော့တ ချီပြီးဒီနေရာမှာ TU တုမလာပဲနဲ့ TSU သူ့အတန်လေးကအနည်းဆက်ဆုံးပြောမယ်ဆိုလို့ရှိရင် စစအဲ့တော့တာချီစတဲတူပြီးရင်တလိုင်းလေးပြီးသွားတဲ့အခါမှာနလိုင်းလေးလာတယ်နနီနုနဲနုဒါဆိုရင်ဒီအထိထူခြားတဲ့စကားလုံးလေးက၃လုံးရှိသွားပြီရှိရဲ့ ချီရယ်ဆရယ်ပြီးရင်နလိုင်းလေးပြီးတော့တဲ့အခါမှာဟလိုင်းလေးလာတယ်ဟာဟီပြီးရင်ထူးခြားတာဒီမှာထပ်တွေ့တယ်ဒီမှာဟုမလာဘဲနဲ့ f u ဖုဆိုပြီးတော့လာတယ်ဖုဟဲဟိုဒါဆိုရင်ထူးခြားစကားလုံးလေးဟာလေးလုံးရှိသွားပြီပြီးရင်ဟလိုင်းလေးပြီးတဲ့အခါမှာမလိုင်းလေးလာတယ်မမီမုမေမော ပြီးရင်ရလိုင်းလာတယ်ရလိုင်းမှာကြတော့အပြည့်မပါတော့ဘဲနဲ့၃လုံးပဲပါတယ်ရယူယိုယိုလက်ထလို့ရတယ်လို့ယောအဲ့လိုလက်ထလို့ရပါတယ်ရယူယောပြီးရင်ရလိုင်းလေးလာတယ်ရရီရူရဲရူပြီးရင်ဝလာတယ်ဝမှာလဲခုနကရလိုမျိုးပဲအပြည့်မပါတော့ဘဲနဲ့သူ့မှာကြတော့နှလုံးပဲပါတယ်ဝ ဟိုနောက်ဆုံးမှာတော့ an အတန်လေးနဲ့ on ဆိုပြီးတော့ထွက်ပေးရပါတယ်။ဒါဆိုရင်ဒီရိုမာကြီးစုစုပေါင်း46လုံးရှိပြီးတော့မှ ထူးခြားတဲ့စကလုံးလေးတွေက she chi s fu ပေါ့နော်။ပြီးရင်အပြည့်မပါတဲ့ line လေးတွေရှိတယ်။ရ line နဲ့ w line ပေါ့။ဒါဆိုရင်ဒါလေးတွေဘယ်လိုမှတ်မလဲဆိုရင်အရင်ဆုံး down line အတန်လေးတွေကိုစမှတ်မယ်။ a i u အက်အိုပြီးရင်ဒီဘက်ချမ်းမှာလည်းသူ့ရဲ့ line လေးတွေမှတ်မယ်မြန်မာလိုပဲမှတ်မယ်နော်အနည်းဆက်ဆုံးအာကစတနဟမယရဝအွန်အဆိုရင်မှတ်မိတော့အောင်၃ခေါက်လောက်စုကြည့်ကြည့်ရအောင်အာကစတနဒါလေးတစ်ဖက်ဖြတ်လိုက်မယ်ဟမယရဝအွန်ကဲနောက်ထပ်နှစ်ခေါက်ထပ်စုမယ် ကစတနဟမယရဝအွန်ကဲနောက်ဆုံးတစ်ခါလေးထပ်မံကြည့်မယ်အကစတနဟမယရဝအွန်ကဲဒါဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ဒီရိုမာကြီး46လုံးကိုပြန်ဆိုကြည့်မယ်အီဥအေအိုခခိခု ke ko sa shi su se so ta chi su de do na ni nu ne no ha hi fu he ho ma mi mu me mo ya yu yo ra ri ru re ru wa wo on ပို့ပြီးတော့မှတ်မိသွားအောင်တချင်းလေးနဲ့နှထောင်ကြည့်မယ် a i u e o k a k e k u k a k o s h i s u s e s a t a c h i t s u t e t o n a n i n o n e n o h a h i f u h e h o m a m i m u m e m o y a y u y o l a r i r u r e r o w a o n a 一呃哎哦卡开口开口，是西斯在耍的起初的，把那你那那那哈伊夫还好妈咪木没毛，呀悠悠拉里的那道我嗯。ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခုနကရူမားကြီးလေးတွေတုံးပြီးတော့မှရေးထားတဲ့ခွတ်တုပလေးတွေကိုလေ့လာကြကြည့်ရအောင်အဲ့တော့ပထမဆုံးတစ်လုံးကခုနကဟနဲ့နနဲ့ပေါင်းလိုက်ပြီးတော့ဟာနာ မြန်မာလိုဆိုလို့ရှိရင်နှခေါင်ပန်းဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဟာနာနှခေါင်ပန်းဟာနာနှခေါင်ပန်းပြီးရင်နောက်တစ်လုံးကြည့်ကြည့်မယ်အမဲမိုအမဲမိုအမဲမို K A ခနဲ့ M E မဲနဲ့ပေါင်းလိုက်တော့ခမဲလိတ်ခမဲလိတ်ခမဲလိတ်ဦးမဲတယုတ်စီသည် ဥမဲတယုတ်စီသည်ဥမဲတယုတ်စီသည်ဆူရှိ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 မဲမြက်လုံးမဲမြက်လုံးတဲလက်တဲလက်မိမိနေရွတ်မိမိနေရွတ်အတ္တမဥကောင်အတ္တမဥကောင်အချီတဲ့ itchi de asa manat asa manat hiru ne le hiru ne le yoru nya yoru nya ikra belaw le ikra belaw le hai hokke hai hokke watashi jino jama watashi ကျွန်တော်ကျမအနတ္တသင်မင်းနင်အနတ္တသင်မင်းနင်အရှိတ မနှက်ဖြံအရှိတမနှက်ဖြံဟရှိတူတဒါဟရှိတူတဒါဟသမိကတ်ကြီးဟသမိကတ်ကြီးအဲ့တော့ခုနကသင်ခဲ့ရတဲ့ရူမာကြီးစကလုံးလေးတွေပေါင်းပြီးတော့ပဲအခုလိုမျိုးခွတ်တိုဘလေးတွေကိုမှတ်လို့ရပါတယ် ပြီးရင်ပို့ပြီးတော့နောက်တစ်ခေါက်ပို့ပြီးတော့မှတ်မိသွားအောင်ဒီအတန်လေးတွေကိုဂျပန်အတန်အစ်စ်လေးနဲ့နားထောင်ကြည့်ကြရအောင်ဟာနာအမေကမေဥမေစူရှိမေတေမီမီအတမ1朝昼夜いくら はい。私、あなた、明日、箸、ハサミ。အဲ့တော့ဒီနေ့တင်တဲ့သင်ခန်းစာလေးတွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ကြရအောင်ပထမဆုံးတစ်ခုကတော့ Roma G ပေါ့နော် Roma G ဆိုတာသိပြီပြီဒါအင်္ဂလိပ်စလုံးနဲ့ရေးထားပြီးတော့ဂျပန်လိုအတန်ထွက်ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက Hiragana ဟီရာကနာကတော့ဂျပန်ရဲ့မူရင်းပြီးအစစ်တွေပေါ့နော်ဂျပန်စလုံးအစစ်တွေပြီးရင်ခါတာခါနာခါတာခါနာတော့ဘာအတွက်သုံးလဲဆိုလို့ရှိရင်ဒီအင်္ဂလိပ်မွေးစားစကလုံးတွေရဲ့လူရဲ့နာမည်တွေပေါ့နော်အဲ့လိုမျိုးနာမည်တွေပေါင်းမှုအတွက်အဓိကသုံးလဲပေါ့ပြီးရင်နောက်ဆုံးတစ်လုံးကတော့ခန်းဂျီပေါ့နော်ခန်းဂျီကတော့တရုတ်စလုံးတွေကနေလာတယ်ဂျပန်ကနေပြီးတော့ယူပြီးတော့သုံးထားတဲ့စလုံးတွေပေါ့နော် အဲ့တော့ဒါအခုဗီဒီယိုထဲမှာကြတော့ဂျပန်စာရဲ့ပထမဆုံးသင်ခန်းစာလေးကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်။နောက်သင်ခန်းစာတွေမှာလည်းဒီလိုမျိုးစနစ်တကျထပ်ပြီးတော့တင်သွားပြမှာဖြစ်တဲ့အတွက်အကောင့်လေးကို follow ထားပြီးတော့သူငယ်ချင်းတွေကိုလည်း share သွားပေးပါဦးနော်။ကျေးဇူးတင်ပါတယ်။